ဆက်လင်းမရွာနှစ်ရွာမီးရှို့ခံရတဲ့တဲ့တင်ညောင်ဦးမှာစစ်မှုထမ်းဖို့လူငယ်20ခန့်ဖမ်းဆီးခံရတဲ့အကြောင်းကြားပြည်နယ်ကဒုက္ခသည်စခန်းတွေတောက်သုံးရင်ပြက်လက်တဲ့တဲ့တင်စစ်ကောင်စီကို ILO ကအရေးယူဖို့ရန်ကုန်တပိတ်အဖွဲ့တွေတိုက်တွန်းတဲ့အကြောင်းနဲ့အပါအဝင်ဒီနေ့နေ့လည်ခင်းအထိနောက်ဆုံးရထားတဲ့တဲ့တင်တွေကိုစုစည်းတင်ပြသွားမှာပါ မကွေးတိုင်းစလင်းမြို့နယ်ဂျပင်းမြောက်ရွာနယ်နေဘူးကန်ရွာကနေအိမ်တွေကိုအင်အား200ခန့်ရှိတဲ့စစ်ကောင်စီတပ်ကမနေ့ညနေပိုင်းကဆလုံးမိရှုဖျက်ဆီးနေတယ်လို့ဒေသခံတွေကပြောပါရတယ်။ ဒီနေ့မနက်ပိုင်းဒီအင်ဂျီတရာကျော်ရှိတဲ့နေပူကန်ရွာကတရွာလုံးနီးပါးမီးလောင်ပျက်စီးသွားပြီးကျပင်းမြောက်ရွာကနေအိမ်မီးလောင်တဲ့အရေးအတွက်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်မတ်လ9ရက်နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်ဆလင်းစိတ်ဖြူကားလန်းကရွာတွေကိုစစ်ကြောင်းထိုးတာနဲ့တပ်ဆွဲနေထိုင်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာတွေရှိနေတာကြောင့်လူ၈၀၀၀ခန့်လဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင် မန္တလေးတိုင်းညောင်ဦးမြို့နယ်ငမင်းမေးရွာက나ရီတစ်ခုအတွက်ကုညီလှုပ်ဆောင်နေတဲ့လူငယ်20ခန်းကိုစစ်ကောင်စီတပ်ကမတ်လ10ရက်နေ့မှာစစ်မှုထမ်းမှုဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရယ်ဒီလူငယ်တွေဟာရုပ်အလောင်းသွားတဲ့ချိန်မှာဖမ်းဆီးခံလိုက်ရတာလို့ညောင်ဦးမြို့နယ်ပကဖပကံပီဘလူးတက်ရဲ့တာဝန်ခံကိုစည်းက RFA ကိုပြောပါရယ် န်ဆီးခံရတဲ့သူတွေကငွေပေးနိုင်တဲ့6ယောက်ကိုတော့မတ်လ17ရက်နေ့မှာပြန်လွှတ်ပေးခဲ့ပြီးကျန်တဲ့သူတွေရဲ့လက်ရှိအခြေအနေကိုတော့မသိရသေးဘူးလို့ဆိုပါတယ်ရှင်။ကယားခင်းဒီပြည်နယ်ဒီမော်ဆိုဘောလခဲဖာဆောင်ဖရူဆိုနဲ့ရိုက်ကော်မြို့မှာရှိတဲ့ဆွေးဒုက္ခတဲ့စခန်းဒီမှာတောက်သုံးရီရှားပါပြက်လက်မှုကြုံနေရတယ်လို့ကုညီပေးနေသူတွေကပြောပါရတယ်။ ရာသီဥတုပူလာတာကြောင့်တောင်ကျချောင်းတွေနဲ့ရေကန်တချို့ရေခမ်းချောက်လာပြီးရေရှားပါလာတဲ့အတွက်တောက်ရေကိုဦးစားပေးနေရတယ်လို့တုံးရေကိုခြွေတာနေရတယ်လို့ဆိုပါတယ်။ရေတပီပါကိုငွေကျပ်3000ကနေ4000အထိပေးဝယ်နေရပြီးစစ်ဘေးဒုက္ခတွေအများစုကတော့ဝယ်မတုံးနိုင်ရဘူးလို့ပြောပါတယ်။ရေရှားပါလို့တကူရေတန့်ရှင်းမှုနေပါတာကြောင့်တချို့လဲအေးပြားရာနာခံစားနေရတယ်လို့ဆိုပါတယ်ရှင်။ စစ်ကောင်စီဟာအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေပြီးအတင်းအကျပ်စစ်မှုထမ်းစေခိုင်းတာနဲ့လူခွင့်ရေးချိုးဖောက်နေတာကြောင့်အပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့ ILO အနေနဲ့အရေးယူပေးဖို့ရန်ကုန်ခြေစိုက်တပိတ်လှုပ်ရှားတဲ့အဖွဲ့တွေကမတ်လ12ရက်နေ့ကတိုက်တွန်းလိုက်ပါတယ်။ကလေးငယ်နဲ့တက်ကြီးရွယ်အိုတွေစစ်ဘေးဒုက္ခသည်စခန်းတွေဘုံကျဲတိုက်ခိုက်ခံရပြီးနိုင်ငံတော်လူသားအရင်းအမြစ်နဲ့တည်ရန်ဇာတအရင်းအမြစ်တွေပျက်စီးဆုံးရှုံးနေရတယ်လို့ဆိုပါတယ် ဒီဖြစ်ရပ်တွေကိုရပ်တန့်နိုင်ဖို့ ILO ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေစစ်ကောင်စီနဲ့ဆက်ဆံရေးကိုပြန်လည်တုံ့တက်ဖို့2024ခုနှစ်ဧပြီလအတွင်းချမှတ်ခဲ့တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်ကိုအကောင့်ထည့်ဖော်ဖို့စစ်ကောင်စီရဲ့ဝင်ငွေရလန်းတွေကိုဖျက်တောက်ပေးဖို့ရန်ကုန်တပိတ်အဖွဲ့တွေကတိုက်တွန်းထားပါရဲ့ရှင်။ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံကရိုဟင်ဂျာဒုက္ခသည်တွေလူသားချင်းစာနာမှုအကူအညီတွေရရှိရေးဒုက္ခသည်တွေအတွက်အလှူရှင်တွေကရန်မုံငွေတိုးပေးရင်းနဲ့ရိုဟင်ဂျာတွေအပေါ်အရခတ်တော် AE ကလူခွင့်ရေးချိုးဖောက်မှုတွေအဆုံးသတ်ရေးကုလသမဂ္ဂအတွင်းမူချုပ်အနေနဲ့ဖိအားပေးဆောင်ရွက်ဖို့ပြည်ထောင်အခြေဆိုင်မြန်မာရိုဟင်ဂျာအသင်း BRUK ကမတ်လ12ရက်နေ့ကကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးကိုအေးအေးကထိန်းချုပ်ထားပြီးဒါကိုလက်တုံပြန်တဲ့အနေနဲ့စစ်ကောင်စီကကုံသွဲမှုနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးတွေကိုကန့်သက်ပိတ်ဆို့ထားချိန်မှာဘင်္ဂလားဒေ့ရှ်အစိုးရကနေဆက်ကုံသွဲရေးကိုခွင့်ပြုရမှာဖြစ်တယ်လို့ဆိုပါတယ်။ကုလသမဂ္ဂအထွေထွေမှုချုပ်အန်တိုနီယိုဂူတာရက်စ်ဟာဘင်္ဂလားဒေ့ရှ်ဂျာပြက်အစိုးရခေါင်းဆောင်မိုဟာမက်ယူနွတ်နဲ့အတူဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာခရိုင်မှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုမတ်လ14ရက်နေ့မှာတွားရောက်လေပတ်ဖို့ရှိနေပါတယ်ရှင်။ အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့နိုင်ငံရေးသမားတွေအနေနဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနှင်းမြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စော်မင်းထွန်းကမနေ့ကပြောဆိုလိုက်ပါတယ်။စကိုင်းတိုင်းတမူးမြို့နယ်ကဘောချိုင်ဝမ်ဒေသကိုအိန္ဒိယနိုင်ငံမဏိပူပြည်နယ်တဲကိုထည့်သွင်းဖို့ BJP ပါတီရဲ့မဏိပူပြည်နယ်အထက်လွှတ်တော်အမတ်ကအိန္ဒိယအစိုးရကိုတောင်းဆိုလိုက်တဲ့အပေါ်အခုလိုတုံ့ပြန်လာတာပါ။ မြန်မာအနေနဲ့အိန္ဒိယနေမျိုးကိုတုံးပြီးမြန်မာကိုစန့်ကျင်တဲ့အုပ်စုတွေကိုမလိုလားသလိုမြန်မာနေမျိုးကိုတုံးပြီးအိန္ဒိယအစိုးရကိုစန့်ကျင်သူတွေကိုလည်းလက်ခံမထားဘူးလို့စစ်ကောင်စီကပြောပါတယ်ရှင်။အာနာသိန်း၄နှစ်အတွင်းနိုင်ငံတော်မျိုးနယ်ပေါင်း203မျိုးနယ်မှာဆက်သွယ်ရေးလိုင်းပြတ်တောက်မှုအကျဉ်းရေ460အထိဖြစ်ပွားခဲ့တယ်လို့လောလောဆယ်ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားနေတဲ့အသံအဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။ ဒီထဲမှာဖုန်းလိုင်းအင်တာနက်လိုင်းပြတ်တောက်မှုတွေနဲ့ကျုံးမဲ့အင်တာနက်ပြတ်တောက်မှုတွေပါပါဝင်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းမြို့နယ်အများစုနဲ့မြင်းမူဆလင်းကြီးအရတော်ရင်းမပင်မင်းကင်တပည့်ရင်စတဲ့မြို့နယ်တွေမှာတော့အင်တာနက်ပြတ်တောက်နေတာ၃နှစ်ခွဲကျော်ရှိလာပြီလို့ဒေသခံတွေကပြောကြပါတယ်။အင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့်ဆက်သွယ်ရေးကျန်းမာရေးကိစ္စတွေမှာအခက်အခဲကြုံနေရတယ်လို့ဆိုပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်တလျှောက်ကရွှေပြောင်းအလုပ်သမားတွေနဲ့ပြည်သူတွေမှီခိုအားထားရတဲ့မေရော်စေကန်းတီထောင်သူဒေါက်တာနော်စင်တီယာမောင်ကိုထိုင်းနိုင်ငံမြောက်ပိုင်းနရဲဆန်ယူနီဗာစီတီကဂုံလူဆောင်ပါရဂူဝဲချီးမြှင့်လိုက်ပါတယ်။မတ်လ17ရက်နေ့အခမ်းအနားမှာထိုင်းဘရင်တော်ဝင်မိသားစုကမင်းသမီးချက်ဂရီတီရီတုံကိုရင်ချီးမြှင့်ခဲ့တာပါ။သူဟာအာဆီယံဒေသတွင်လူသားအကျိုးပြုလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အပြင်လူမှုအသိုက်အဝန်းအတွက်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရှိတဲ့အတွက်အခုလိုချီးမြှင့်ခဲ့တာလို့တက္ကသိုလ်ဘက်ကထုတ်ပြန်ပါတယ်။ ဒေါက်တာဆင်တီယာမောင်ဟာအာရှသူရဲကောင်းစုအပါအဝင်ကျန်းမာရေးပညာရေးနဲ့လူသားအကျိုးပြုလူမှုထူးချွန်စုများစွာရရှိထားသူဖြစ်ပါရဲ့ရှင်။ဒီနေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ပြခဲ့တာပါ။ RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျမထထအီရာအောင်ပါ။